အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ဒီနေ့ကတော့ဒါကျွန်တော် relap ပေါ့နော်ဒါကျွန်တော် recap series ရဲ့ဒါကျွန်တော်လုံးဝအပီးနောက်ဆုံးတစ်ပုဒ်ပေါ့နော်အဲ့ဒီတစ်ပုဒ်ကတော့သူများအသင်းကြောင်းတော့မဟုတ်ဘူးကိုအသင်းနဲ့ပတ်သက်ပြီးကိုကြောင်းကိုနည်းနည်းပြောမယ်ပေါ့နော်အဲ့နောက်ဆုံးအသင်းကတော့ကျွန်တော် A ရနေပြီးတော့ A for Arsenal C for Chelsea ဒါကျွန်တော်တို့ Liverpool Manchester City Manchester United ပြီးတော့ Tottenham Hotspur အသင်းကြောင်းပြောဖို့အတွက်အချိန်ရောက်လာခဲ့ပြီပေါ့နော် ကိုသင်းနဲ့ပတ်သက်ပြီးတော့လက်ရှိမှာဒီနောက်ပိုင်းမှာတရက်တစ်ခါလောက်ကိုပုံစံမျိုးကိုကိုသင်းနဲ့ပတ်သက်ပြီးဗီဒီယိုရအမြဲတမ်းလူလူထွက်တဲ့အတွက်ကြောင့်မလို့ဒါကိုသင်းနဲ့ပတ်သက်ပြီးတည်တည်ချာချာဒါအများကြီးတော့မှအများကြီးပြောစရာမလိုတော့ထင်တယ်ဒါပေမဲ့ကျွန်တော်နေနဲ့ကျွန်တော်ပြောချင်တာလေးတော့ရှိတယ်ပေါ့နော်အဲ့တော့ဒါမနေ့ကလည်းကျွန်တော်ပြောခဲ့လို့ပဲပေါ့နော်ဒါကျွန်တော်တို့ဒေါ်နန်ဟော့စပါအသင်းနဲ့ပတ်သက်ပြီးဆိုရင်လက်ရှိမှာကျွန်တော်တို့ကတော်တော်လေးကိုဟို transparency ပေါ့နော်ကျွန်တော်တို့ဒါပြည်သက်တွေနဲ့ကျွန်တော်တို့အသင်းနဲ့ကြားထဲမှာ ဟိုတရားဝင်တခုခုဒါတခုခုလိုနေသေးတယ်လို့အမြဲတမ်းခံစားရတဲ့ feeling တခုကိုကျွန်တော်အမြဲတမ်းတွေ့ရတယ်။ဘာဖြစ်လို့ဒီအသင်းတွေနဲ့ကျွန်တော်လက်ရှိမှာတခုခုများလိုအပ်နေသေးလားတခုခုများဒါအမြဲတမ်းဘာများဖြစ်နေသေးလဲဆိုတဲ့ဥစ္စာမျိုးအမြဲတမ်းခံစားရတယ်။အခုလက်ရှိမှာဆိုတော့ဒါကျွန်တော်ဆူလန်ကီရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးဒါကစားသမားဘက်ကပြောကြားလာလို့ဒါကျွန်တော်သိရတာဖြစ်ပြီးတော့အသင်းဘက်ကအခုလက်ရှိမှာဘာမှတရားဝင်ပြောကြားမှုတွေကိုမရှိခဲ့တာကိုတွေ့ရမှာပေါ့နော်။အဲ့တော့ဒါပြောရမယ်ဆိုမနေ့ပြန်တဘက်ခါပဲကျွန်တော်တို့ဒါပွဲကြီးပွဲကောင်းတပွဲဒါကျွန်တော်မြောက်လန်ဒါဘီကိုကန်အောင်မယ်။အခုချိန်ထိကျွန်တော်တို့မှာဘယ်လူစင်းကဘယ်လိုမျိုးဒါဖြစ်ဖြစ် တယ်ဘယ်ကစားသမားဘယ်လိုမျိုးဖြစ်ဖြစ်နေလဲဘယ်ကစားသမားဘယ်လိုမျိုးအသင်းနဲ့ပြန်လာပြီး join မှာဖြစ်တယ်ဆိုတော့ကျွန်တော်တိတိကျကျမသိရသေးဘူးအဲ့တော့ဒါဆိုလန်ကီအနေနဲ့အခုလက်ရှိဒါကျွန်တော်တို့မြောက်လန်ဒန်ဒါဘီဖြစ်တယ်ဒါကျွန်တော်အာဆင်နဲ့ပွဲစဉ်မှာကျွန်တော်ပြန်ပါလာနိုင်ပါလားမက်ဒီဆင်ကတော့တကယ်တမ်းဒါလက်ရှိမှာတရင်းနေထွက်နေလို့မရသည်ကုန်ထိနားရမှာလားဒါမှမဟုတ်ဒါကျွန်တော်တို့လက်ရှိမှာ February လကုန်ထိအဲ့တော့ဘယ်ကျနာပြကျွန်တော်တို့အသင်းမှာလိုအပ်ချက်တွေအများကြီးပဲအဲ့တော့ပထမဆုံးဒါကျွန်တော်အဒိုင်အိုင်နဲ့ပတ်သက်မပြောခင်မှာကျွန်တော်လက်ရှိဒီနေ့နဲ့ခန်းစားချက်တဲ့ခန်းစားချက်ပြပြပါဘူးအဲ့တော့ အမှန်တိုင်းပြောရမယ်ဆိုဘောနော်ကျွန်တော်ဒါလာမဲ့လာမှာဆိုကျွန်တော်အများတန်းလေလိုဒါခီးသွားပြီးဒါကျွန်တော်တို့ဘောလုံးပွဲသွားကြည့်တဲ့လာဖြစ်တယ်ဒါကျွန်တော်အများတန်းသွားကြည့်တာစက်တင်ဘာနဲ့ဒီဇင်ဘာကိုကျွန်တော်အများတန်းလေလိုဘောလုံးပွဲသွားကြည့်ရဲ့လာနေနေကျွန်တော်သတ်မှတ်တယ်ဘောနော်ဒါပေမဲ့ဒီတစ်ခေါက်ဒီဇင်ဘာတော့ကျွန်တော်ဘောလုံးပွဲကိုမကြည့်ဖြစ်တော့တော့ဘူးလို့ကျွန်တော်ကိုကျွန်တော်မြင်တယ်ဘာကြောင့်လဲဆိုတော့အပွင့်လေးဆုံးပြောရမယ်ကျွန်တော်အသင်းနဲ့ကျွန်တော်ပတ်သက်ပြီးတိတ်ပြီး hype မဖြစ်နေဘူး ပြောချင်တာဗျာ at least ဗျာကျွန်တော်ဒါ Nuno Espirito Santos ခေခဲ့ရဗျာကိုအတင်းနဲ့ပတ်သက်ကိုအမြင်နဲ့ကြည့်ရအိမ်မာတော့ကြည့်မှာပေါ့နော်ဒါမတော့တာကိုအတင်းနဲ့ပတ်သက်ပြီးဒါတရားဝင်ဆွလွန်အခုတောင်မပြောရင်ဆိုတာကျွန်တော် spy ညကျွန်တော်ဝတ်ထားတာပေါ့နော်ပြောချင်တာကိုအတင်းနဲ့ပတ်သက်ပြီးကိုဆွလွန်လာတာမဟုတ်ပေမဲ့ဒါ queen နဲ့အတီသွားကြည့်ဖို့အတွက်ကျွန်တော်မှာ feeling တခုတော့ရှိမနေဘူးဒါ Thomas Frank ကိုလည်းကျွန်တော်အပြစ်ပြောတာမဟုတ်ပေမဲ့ Thomas Frank ကမှန်တယ်ပြောမယ် as poster ကိုထွက်မယ်ဆိုတဲ့အချိန်မှာကျွန်တော်အနေနဲ့ကျွန်တော်က Thomas Frank ကိုတကယ်ကိုလူလူချင်းချင်းဖြစ်ခဲ့တဲ့လူတွေတဲကတက်ရောက်လို့ကျွန်တော်လည်းပြောချင်တယ်ဒါပေမဲ့ပေါ့နော်အခုလက်ရှိမှာကျွန်တော်အမြင်နဲ့ဒါဒီရပိုင်းတွင်းမှာလည်းပြောခဏခဏပြောဒီလာပိုင်းတွင်းမှာလည်းခဏခဏပြော နေခဲ့သူပဲအချက်လက်တွေရဒါကျတော့စပွားသိနေတကယ်ဟုတ်တာဒီနေ့မှာမဆိုးဘူးလို့ပြောလို့ရတယ်အိမ်ကွင်းမှာဆိုကျတော့ဒါတော်တော်လေးကိုအားနေပြီဆိုရင်အဝေးကွင်းရလက်ပိုင်းမှာကျွန်တော်တို့ကအဆင့်တင်နေရမှာသွားနေတယ်တကယ်ကိုဒါကျွန်တော်တို့ပြောပြောပြောရမှာဗျာကျွန်တော်လက်ရှိမှာအဆင့်ဒီအပြန်ကြည့်မယ်ဆိုအဆင့်9နေရာမှာသွားနေတယ်လက်ရှိတာဒီတစ်ပတ်ပွဲစဉ်တာအာစနယ်အသင်းကိုတခုခုလုံးပြနိုင်ခဲ့မယ်ဆိုကျွန်တော်ရလက်ပိုင်းရမဆိုးဘူးဆိုဆက်ပြီးပြဒါပေမဲ့ ခင်ဗျားတော့မသိပါကျွန်တော်ဒီပွဲစဉ်ဒီအသင်းနဲ့ပတ်သက်ပြီးကြည့်နေရင်တော်တော်လေးတို့အားရကျေနပ်မှုတော့တိတ်မရှိဘူး။ဘာကျွန်တော်အနေနဲ့ခုနကပေါ့ဒီအသင်းကိုကြည့်ပြီးကျွန်တော်အနေနဲ့တခုခုအမြဲတမ်းလူနေတယ်လူခံစားရတဲ့ feeling တခုရနေတယ်။ဒါခုနက Thomas Frank နဲ့ Thomas Frank မှာအပြည့်ရှိလားဆိုလည်းမရှိဘူးပေါ့။မပြီးပေါ့တော့ဒါကျွန်တော်အနေနဲ့ Harry Kane Son Heung-min ဒါကျွန်တော် Delhi Ellie Ericsson ဒါကျွန်တော်ဒီ K ရဲ့ Kit Lon တခုနောက်ပိုင်းမှာပထမဆုံးအနေနဲ့ကိုရီးယားဒါကျွန်တော်တို့ ိုဒီခစ်ကကစားသမားမရှိတော့တဲ့ feeling မို့လို့လာမှသိပေါ့နော်ဒါပေမဲ့ကိုကတော့အသင်းချစ်တာပေါ့နော်ဒါကစားသမားကိုချစ်တာမို့လို့ကြောင့်အသင်းကိုချစ်တဲ့ကြောင့်အသင်းကနံပါတ်1ပဲဒါပေမဲ့အသင်းအနေနဲ့ခုနလက်ရှိမှာဒါကြောင့်ခုနပြောသူပဲအဆင့်9နေရာမှာ16မှတ်နေတူဒါကျွန်တော်အပေါ်ကအသင်းနဲ့အမှတ်အရမကွာဘူးဒါစီးရီးသင်းနဲ့ဒါအဆင့်1ကစီးရီးသင်းနဲ့၄မှတ်ပဲကွာတယ်အာဆိုအသင်းနဲ့လက်ရှိမှာတော့ total 10မှတ်ကွာလီလီဒါနဲ့လက်ရှိမှာ10မှတ်ကွာတယ်ဆိုတာတိတ်ပြီးအရင်ကြီးဆိုးရွားနေတာတော့မဟုတ်သေးဘူး ပြောမယ်ဆိုရအဖက်ဖက်ကကြည့်မယ်ဆိုရင်ပေါ့နော်ကိုအသင်းနေနဲ့ကြည့်မယ်ဆိုရကျွန်တော်အမှတ်တရချက်ချက်မဲလီမှာကျွန်တော်လုံးဝရှုံးပွဲမရှိသေးဘူးဒါပေမဲ့အားရလာမေးကြည့်ကျွန်တော်ကျွန်တော်နဲ့ကျွန်တော်နဲ့မဟုတ်စပါပရိသတ်အကုန်လုံးတရားမှန် 80လောက်ကဒီအနေထားကိုဘယ်သူမှအားရနေတိတ်မထင်အခုလက်ရှိမှာကျွန်တော်တို့မြောက်လန်ဒန်ဒါဘီကိုလာရမယ်အာစနယ်ပရိသတ်ကဟာသူတို့ရဲ့လက်ရှိမှာဒန်ဂေဘီယိုဒန်ရပြီမဲ့အာမြောက်လန်ဒန်ဒါဘီမှာသူတို့ကဒါကျွန်တော်စပါသင်းကိုဘယ်လိုမျိုးပါကျွန်တော်အနေနဲ့အခုလက်ရှိမှာအဲ့ဒီ feeling ဆိုတာထက်ဆန်ငါတို့အဲ့ဒီပွဲစဉ်ကိုမရှုံးဖို့လူတယ်ဆိုတဲ့ feeling ကပို့ပြီးတော့အသားပေးပြီးသွားနေပြလက်ရှိမှာကျွန်တော်တို့အဝေးကွင်းပေါ့နော်အဝေးကွင်းဆိုတာလက်ရှိမှာကျွန်တော်တို့တိတိတော့ဒီရာဒီမှာကျွန်တော်အဝေးကွင်းဆိုလို့ဒါ Newcastle ရဲ့ဒါကျွန်တော်တို့အိမ်ကွင်းမှာရှုံးနေထားခဲ့တဲ့ပွဲစဉ်ကလွင်ဒါကာရာဘောက်ပေါ့နော် Premier League မှာလက်ရှိမှာကျွန်တော်တို့လုံးဝရှုံးနေထားခြင်းမရှိသေးဘူး Premier League အနေထားမှာတော့ဒါပြော မယ်ဆိုရင်တိတ်ပြီးဘာမှတူတော်ကြရအောင်မရှိဘူးเนาะစပါးစပါးနေရာမှာအခုလက်ရှိမှာရှိနေလို့ပြောရမယ်စပါးအသင်းအားပေးပြီးလက်ရှိမှာကျွန်တော်တို့ကဒါကျွန်တော်တို့ city လို့ပုံစံမျိုးအရင် hype တော့ဒါပေမဲ့ကျွန်တော် hype ဖြစ်ချင်တာမဟုတ်ဗျ at least ဗျာဒီလားကျွန်တော်ပြောတာကိုယ့်ရဲ့ပြောချင်တာဗျာဟိုဘောလုံးပွဲတစ်ခုလာရမယ်ဆို looking forward ပေါ့เนาะ အမှန်တိုင်းပြောမှာအခုလက်ရှိဘလုံးပွဲတစ်ပွဲလာရမယ်ဆိုရင်ကျွန်တော်အနေနဲ့ကိုကတော့ကိုအသေးနဲ့ပတ်သက်ကိုကတော့မြင်နေ high ဖြစ်တယ်ကာကိုအသေးနဲ့ပတ်သက်မဲ့ပွဲအတွင်းမှာဆိုပေါ့နော်ဟွန်းဟာဟာဟွန်းအဲ့လိုဖြစ်တော့အရင်တော့ကျွန်တော်ဒါ edge poster ကိုအခုကောင်းတယ်ပြောအခုကျင်မှာ edge poster ကိုကူပြန်လိုချင်လားမင်းနဲ့ကျွန်တော်အနေနဲ့အဖြေကပြန်မလိုချင်ဘူးလို့ပဲဖြေမိမယ်ဒါပေမဲ့ edge poster ကိုကူခက်ပြ at least ပြန်ငါတို့တင်ကဟာမဆိုးတိုက်ဆက်ပိုင်း at least ပြန်ကျွန်တော်တို့အတော့မမဲရတာကျွန်တော်တို့ခြေစွဲရဆိုးရွားနေခဲ့ပေမဲ့ Europa League ကကျွန်တော်တို့အတွက် looking forward ဖြစ်ခဲ့တယ်သိလားကျွန်တော် Europa League ကိုကျွန်တော်ကစောင့်မျှော်ခြင်းစိတ်ရှိခဲ့တယ်အဲ့အဲ့တော့ပြဿနာ edge poster ကိုကူက ည်းခက်ကောင်းသွားရင်ထားမှရှိတာဗောနော်သူ့အနေနဲ့သူဆောက်ရတဲ့အချိန်မှာသူအရန်ကောင်းပြပြီးကျော်ဒုတိယစီမှာပရီးမီးယားလိမှာအားနိုင်မှာယူရိုပါလိကကျွန်တော်မျှော်မဲ့ယူရိုပါလိကိုပဲကျွန်တော်ဆောင်တယ်ပရီးမီးယားလိကျွန်တော်ဂိမ်းဆိုင်တယ်အဲ့တော့လက်ရှိမှာကြတော့ကျွန်တော်ချန်ပီယံလိနဲ့ခုလက်ရှိကျွန်တော်ခြေစွမ်းတဲ့ချန်ပီယံလိရဖို့ဖြစ်နိုင်မှုမပြောနဲ့ကျွန်တော်လက်ရှိမှာအုပ်စုအဆင့်ကတက်ဖို့ကျွန်တော်တို့အဖေကြိုးစားရမယ်ခုနကပြောသူရလက်ပိုင်းကကျွန်တော်တို့ကမရှုံးတာပဲရှိတာတရေပွဲတွေများနေတယ်နိုင်ပွဲတွေနေနေကျွန်တော်လက်ရှိလာမဲ့အပတ်မှာကံမှာကျွန်တော်တို့အာစတန်နဲ့ကံပြီးတော့ကျွန်တော်တို့ PSG ရဲ့အိမ်ကုန်းကိုတော့ကံမှာ သိလားကျွန်တော်တို့အဲ့တော့ကျွန်တော်တို့နေကုလက်ရှိမှာ qualifier မှာတော့ကျွန်တော်တို့ဒီ chances ရှိတယ်မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ဒါ shit အုပ်စုအပေါ်က shit ရောက်ကနေပြီးတော့တန်းပြီးနောက်တစ်ဆင့်ကိုတတ်သွားနိုင်မယ့်အခြေအနေမှာကျွန်တော်တို့ရှိလာမယ်ကျွန်တော်မှ confident မရှိနေဘူးအဲ့တော့ ကျွန်တော်ပြောပြအတလီဆိုတာပေါ့အရင်တော့ကစားပုံလေးရှိကစားပုံမဟုတ်ရင်တော့မဖော်မရမဆိုးဒါအတူဒီကော်ဒီတော့ကစားပုံအဲ့လောက်မဟုတ်ဘူးဒါပေမဲ့ဖော်မရမဆိုးခဲ့ဘူးဒါပေမဲ့ edge post ကောက်ကူတော့ကစားပုံမဆိုးဘူးဒါပေမဲ့ဖော်မရအားနေအဲ့တော့ပြောချင်တာပြအခုလက်ရှိမှာပြောင်းမြန်ကဘာဖြစ်သွားလဲဆိုကစားပုံလေးအဲ့လောက်ဒီအရင်ဆူဆူရွာဆိုတော့ကစားပုံလေးအရင်ဆူဆူရွာတော့မဟုတ်ဘူးဖော်မရအရင်ဆူဆူရွာပဲဖော်မရဆိုပြောချင်တာပြကျွန်တော်တို့အသင်ကအလေလက်ဖြစ်သွားတယ်မိဖို့တော့ကို့အသင်ကလည်းအဲ့အလေလက်ပုံမှာပဲတက်နေတယ်အဲ့ဒါမှရှိရတဲ့ကြောင့်မဟုတ်လားမသိဘူးအလေလက်ကြီးလုံးဝဖြစ်ကြသွားတယ်ကစားပုံကြီးရတယ်ဒါ attack gain လားဆိုလို့မဟုတ်ဘူး cancel လားဆိုတော့ cancel ကလည်းမကောင်းဘူးကွေးလေလားဆိုပြဿနာက ကျွန်တော်တို့အသင်ကလေကျွန်တော် personal မြင်မှာပေါ့နော်ဇောကန့်လန့်ဖြစ်နေတာအရန်ကောင်းတာလုံးဝမကောင်းညံ့လားလုံးဝမညံ့အလေလက်ကြီးသွားဖြစ်နေတာအဲ့တော့အေးပေါ့ကိုတချို့ကြတာမင်းကစပါအပိပါကျွန်တော်အသင်ကစပါအပိကျွန်တော်တော့ဘာမှမျှော်လင့်လို့မရကျွန်တော်ဒါပေမဲ့ကိုအသင်နဲ့ပတ်သက်ပြီးကိုတော့ဖြစ်စီချင်တယ်ခုနက export တဲ့ကကူတော့ဟာကိုအသင်ကဝန်တိုင်းဝန်တိုင်းလုပ်ပြမှာဒါမျိုးကျွန်တော်မျှော်ရမှာလားဒါခုနကပေါ့လီခုနကပေါ့ဆိုတော့အန်တိုနီယိုကွန်တေတိုကဒါကျွန်တော်တို့ position တစ်ခုနေ strong hold တစ်ခုကိုကင်ပါလား အဲ့လက်ရှိကျွန်တော်ကန်ခဲ့တဲ့ပွဲစဉ်ကြည့်မယ်ကျွန်တော်အိမ်ခွေးမှာတပွဲမှမနဲ့အိမ်ခွေးမှာ9ခုမှာလက်ရှိမှာ United နဲ့ကျွန်တော်2-1ဖြစ်သွားတယ်မိုးမှာကျွန်တော်က adrenaline ရတာ2-1ဖြစ်သွားတာ United ကအဲ့တုန်းကခုနပေါ်တော့တော်တော်လေးတိုက်ဆက်ပိုင်းအားနေကျွန်တော်မပေးရတာပဲရှိတာ Chelsea နဲ့ပွဲတုန်းကကျွန်တော်ကျွန်တော်ဘလူးဘူးဒူဘေတာပေးခံရတယ်မူနာကယ်တဲ့ပွဲစဉ်တုန်းကဒါကျွန်တော်သူများအိမ်ခွေးမှာသွားကန်ရတယ်ဆိုပေမဲ့ဒါကျွန်တော်တို့ဘလူး Vicario တကောင်လက်ပြုတ်မတက်ဖမ်းရတယ်အဲ့တော့ဟိုကျွန်တော်အခုလက်ရှိမှာတိုးတယ်ဘယ်နှပွဲပွဲ20လောက်ကန်ထားပြီဗျာတော့လက်ရှိအဲ့ပွဲစဉ်တွေမှာ ကစားပုံကောင်းပြီဟာအရင်အားရဖို့ကောင်းတယ်ဆိုတဲ့ပွဲစဉ်ကကျွန်တော်လက်ချိုးယူလို့ရတယ်။အဲ့ဒါလက်ရှိပြဿနာဖြစ်နေတယ်ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်။အဲ့တော့နောက်တစ်ခုက Thomas Frank ကိုယ်တိုင်တအားကြောက်တယ်။သူ့အနေနဲ့သူဒီဒါလက်ရှိမှာ Brandford အခုလက်ရှိမှာကျွန်တော်တို့ကဒါအသင်းကြီးခုနပေါ့ဆိုအသင်းကြီးမှာကျွန်တော်တို့အားနေဆုံးတက်လာကလပ်ပြည်တဲ့တခုပါကျွန်တော်တို့ကဒါပေမဲ့ကျွန်တော်တို့က at least တော့ကျွန်တော်တို့ Brandford မဟုတ်ဘူး။ Thomas Frank အဲ့ဒါကြီးခေါင်းခေါင်းနားလေဘူးလူတွေလည်းမြင်တယ်ဒါပေမဲ့ကျွန်တော်အခုလက်ရှိမှာ Brandford က Thomas Frank ကိုမတွေ့ရသေးတာဒီဘက်ကတအားကြောက်လွန်အကြီးတယ်တခါခါကြရင် ။ဘာဒီကြောက်မှန်းမသိဘူးတဲ့လား။ပါလီညာနဲ့ဘန်တန်ငါတို့လည်းတအားသုံးနေကျွန်တော်ပြောတာတိုက်စစ်ဘက်မှာ movement ကမရှိတော့ကျွန်တော်ပြောတာအရင်တော့ကဒါဟောင်းသားမသုံးမဲ့ friend ဆိုတော့ risk တည်ယူတယ်ဒါအရင်တော့ဒါ united တို့ဒါကျွန်တော်အမမဲရဗျာသုံးမဲ့ friend ဆိုတော့ arsenal တို့ဒါကျွန်တော်သူ့ရဲ့ပထမဆုံးအဖွင့်ပွဲစဉ်မှာဒုက္ခပေးလာခဲ့တဲ့ဘဲဗျာသိလားကျွန်တော်ပြောတာအခုချိန်မှာကျွန်တော်ဒီဗျာပြောမှာဆိုအရင် provocative ဖြစ်တယ်အရင်ဒါကျွန်တော်တို့ထိန်းကစားလွန်အားကြီးတအားကိုဘ누구ကိုကြောက်လို့ကြောက်နေမှမသိတယ်အကြောက်မှုတွေကိုတွေ့နေရတယ်ကျွန်တော်က personality ကဆိုအဲ့ဒါကြီးကိုကျွန်တော် personal တူးတယောက်တည်းမြေကျွန်တော်တော့မကြိုက်ဘူး ေခင်ဗျားတို့တော့ကြိုက်ရင်ကြိုက်မယ်ကျွန်တော်ကတော့လုံးဝမကြိုက်ဘူးဒါကြီးကိုတော့သိလားအဲ့တော့ဟိုပြောရမယ်ဆိုရင်တော့ကျွန်တော်ကလက်ရှိမှာ expectation ကကျွန်တော်အသိစရာကျွန်တော်အများကြီးညှို့လင်းနေအများကြီးညှို့လင်းနေဆိုတော့ခုနကပြောသူပဲဒါညီးပြတယောက်ကောင်းတယ်ဗျာညီးပြကြီးကကောင်းတယ်ကျွန်တော်မညှို့လင့်မယ်တော့မနေဘူး ဒါပေမဲ့ကျွန်တော်အနေနဲ့လက်ရှိမှာကိုရီးယားပဲတအားတော်မက်ဖရန့်ဆိုပြီးမျော်လင့်လိုက်လို့လားတော့မသိမျော်လင့်တော့မဖြစ်လာလို့ပဲခံစားနေရလားကိုပဲအရန်ကြီးမျော်လင့်နေတာနီးပြပဲဒီမှာနီးပြတော့ခုလက်ရှိမှာသူလုံနိုင်တဲ့အတိုင်းလုပ်တယ်ပဲထားကိုရီးယားပဲတအားကြီးမျော်လင့်နေတဲ့အုပ်စုအစုဖွဲ့ဖြစ်နေလို့လားဒါတို့တော့ကျွန်တော်ကိုကျွန်တော်လည်းဒါပြန်ပြီးဆက်စစ်ရမယ်လို့မြင်တယ်ပြိတ္တတွေကခုနကဘယ်ညီကိုတွေစပါပြိတ္တတွေနေနေတော့ဘယ်လိုမြင်လဲကျွန်တော်တော့ကျွန်တော်အဲ့လိုမျိုးခံစားရတယ်အခုလက်ရှိလာမဲ့ပွဲစဉ်တွေမှာလည်းလူကနည်းနည်းနမ်းဖြစ်နေတယ်ဘယ်လောက်ပဲအဲ့တော့ဘောလုံးပွဲတွေကိုကျွန်တော် ကျွန်တော်တို့အခုလက်ရှိမှာများများလေးကလစ်မှာမြန်မြန်လာဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကောင်းမွန်တော့ညာခင်းလေးဖြစ်ညနေခင်းလေးဖြစ်ပါစုံမောင်တောင်းပြီးနေပဲဒီတပတ်ရဲ့ recap the season international break international break ရဲ့ recap season ဒီပါပြီးပြီးဆုံးပါပြီအားလုံးကြိုးတူပါတယ်ချောသွားကုန်ပြီပေါ့ဗျဒေးပါပါ